မန္တလေးတိုင်းညောင်ဦးမြို့နယ်ညောင်ဦး6လမ်းပိုင်းမှာစစ်ဆေးလှုပ်ဆောင်နေစဉ်စစ်ကောင်စီတပ်ဖွဲ့ဝင်ဗိုလ်ကြီး2ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့ညောင်ဦးခရိုင်အခြေဆိုင်ပကံဘိုးချို PDF အဖွဲ့တန်းကသိရပါတယ်။ဖမ်းဆီးခံရသူ2ဦးမှာစစ်ကောင်စီစေဝန်နံတပ်ဖွဲ့လက်အောက်နေပြည်တော်အခြေဆိုင်ကျမရင်းနဲ့ယောဂနှင်းနေတဲ့ကာယတာကသူနာပြုဗိုလ်ကြီးညီညီမျိုးစွေနဲ့ဗိုလ်ကြီးစိုးထုတ်ကျော်တို့ဖြစ်ပြီးမေလ20ရက်မှာအထပ်ပါလမ်းမိုင်းအတိုင်းအရက်ဝတ်အိမ်စည်းကားနဲ့မောင်းနေလာစဉ်ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။သူတို့ကိုတားတဲ့ချိန်မှာသူတို့လူတွေမှတ်နေတာ တို့လူတွေမှတ်လို့ကတ်တွေပြတဲ့အချိန်မှာတိတာကျွန်တော်တို့ကိုစစ်ကောင်စီဘက်ကလူတွေမှတ်နေတာကျွန်တော်တို့ကအရက်ဝတ်တွေနဲ့တက်စစ်တာဆိုတော့လမ်းမိုက်အခြေအနေလေတို့နှုတ်ကမတည်ဘူးဖန်စီခံရတဲ့စစ်ကောင်စီစေးတဲ့အရာရှိနှုတ်နဲ့အတူ၎င်းတို့အရာရှိစီစီကတ်ယူနီဖောင်းအချို့နဲ့မောင်းနှင်လာတဲ့အင်စီကာကိုတင်းစီရရှိခဲ့တယ်လို့ဆိုပါတယ်အဆိုပါဘူကြီးနှုတ်ကိုပကံဘူချိုအဖွဲ့မှာဆယ်ရက်ကြာစစ်တုံမှန်ဥပဒေနဲ့အညီချုံနှောင်ထားပြီးတဲ့နောက်ဇွန်လစာမိုင်းမှာညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံလွှဲပြောင်းပေးခဲ့ပြီးလက်ရှိမှာတော့ ညောင်ပကပကထိမ့်သိမ်းထားတယ်လို့သိရပါဗျ